social media မှာမြင်နေရတဲ့အရာတွေကတကယ်ဟုတ်ရဲ့လားတနေ့ကဘာမှမလုပ်ဘဲနဲ့ social media မှာပဲအချိန်ကုန်နေတာပဲဖြစ်ပါလေဘဝမှာကိုလောက်နေတာတွေကမှန်ရဲ့လားကိုဘယ်ကိုသွားနေတာလဲဆိုပြီးတော့လမ်းပြောက်ဘူးလားကျွန်တော်တို့လည်းဒီလိုခံစားဖို့ပါတယ်နေရာတိုင်းမှာလူတွေကကိုအိမ်မက်နောက်လိုက်ကြပါတယ်ကိုဝါသနာပါတာကိုလောက်ကြပါတယ်ကြီးကြီးမားမားတွေးပါဆိုပြီးတော့ပြောနေကြတာကိုကြားရပါတယ်တနေ့မှာတော့ကျွန်တော်တို့ဘဝကို ပြောင်းလဲစေတဲ့စာချုပ်တစ်ချောင်းကို ဖတ်လိုက်ရပါတယ်အဲ့ဒါကတော့တင်းတာဝန်ကိုတင်းလို့ပါ do you are duty ဆိုတဲ့စာကြောင်းလေးပဲဖြစ်ပါတယ်ဒီစကားလေးကအယံကိုရိုးရှင်ပင်ပဲအယံကိုထိရောက်ပါတယ်ကျွန်တော်တို့တွေကအလောက်တစ်ခုလောက်ရင်ဒါလောက်ရင်အောင်မြင်ပါမလားလူတွေကမပြောကြပါလဲရခဲ့ကော ကောင်းပါမလားဆိုပြီးတော့အများကြီးတွေးပူတတ်ကြပါတယ်ကျွန်တော်တို့ရဲ့ Hindu ဘာသာစာအုပ်ဖြစ်တဲ့ Gita စာအုပ်ထဲမှာပြောခဲ့တဲ့စကားပဲဖြစ်ပါတယ်။အကျိုးရခဲ့ကိုမမျှော်ဘဲနဲ့ကိုယ်အလောက်ကိုယ်တာဝန်ကို အကောင်းဆုံးလောက်ပါဆိုရင်စကားလေးပဲဖြစ်ပါတယ်ဒီအချက်ကိုကျွန်တော်သဘောပေါက်သွားတဲ့အခါကျွန်တော်ယင်ထက်ကအလေးကြီးတစ်ခုချော့ကြသွားသလိုခံစားလိုက်ရပါတယ်ဘဝမှာရောက်တဲ့အချိန်ရှင်းလေသွားသလိုခံစားရပါတယ်ကျွန်တော်တို့ဒီစိတ်ထားလေးကိုဘဝမှာလက်တွေ့ကျင်သုံးကြည့်တဲ့အခါအလုတ်ခွေမှာရာထူတိုးဖို့အတွက်မတွေးတာပဲလက်ရှိအလုတ်ကိုပဲအကောင်းဆုံးလိုက်လောက်တဲ့အခါစိတ်ဖီစီမှုတွေချော့ကြပြီးတော့အုံမီမှုတွေကို သူ့အလိုလိုရောက်လာကြပါတယ် relationship ဖြစ်ဖြစ် relative ဖြစ်ဖြစ်ဒီဆက်စပ်ရင်မှာတစ်ဖက်လူစီကဘာပြန်ရမှာလဲဆိုတာမုံမျော်ပဲနေကိုယ့်ဘက်ကတာဝန်ကြည့်အောင်နေတတ်တဲ့အခါတယောက်စီတွင်ပူခိုင်မြဲလာပါတယ်ဒီနေ့ခင်မှာ social media တွင်ကြည့်ပြီးတော့သူများလို့ဖြစ်ရှင်ကြတာဒါတော့တဘာဝပါပဲဒါပေမဲ့ social media မှာမြင်နေရတဲ့အရာတွေကတကယ်ဟုတ်ရဲ့လား social media မှာကျွန်တော်တို့မြင်ရတာက သူများဘဝတွေအရန်တာရပြီးတော့ကျွန်တော်တို့အခုထိဘာလို့မအောင်မြင်သေးလဲဆိုပြီးတော့ကိုကိုကိုအပြစ်ပေးနေကြတာဖြစ်ပါတယ်တွေးပူတက်ကြပါတယ်တကယ်တော့ကျွန်တော်တို့ကတနေကုန်ဘာမှမလုပ်ဘဲနဲ့ဆိုရှယ်မီဒီယာမှာပဲအချိန်ကုန်နေတာပဲဖြစ်ပါတယ်ကိုယ့်ရဲ့လက်ရှိတာဝန်ကိုမိထားလိုက်ရင်စိတ်မွန်ကျန်းမှုတွေကြုံရမှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့တလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကဒီလိုမျိုးဗီဒီယိုလုပ်နေတော့မရှိဘူးဒါပေမဲ့ဒီဗီဒီယိုကတော့ဒီတိုင်းလုပ်ဖြစ်သွားတာပဲဖြစ်ပါတယ်